This committee recognizes the importance of the issues before us. and we are grateful to have you American နိုင်ငံဟာမြန်မာပြည်ပခန့်ကိုကင်တွယ်ဖြည့်ရှင်းဖို့အချိန်မရှိတော့ဘူးလို့လွှတ်တော်အမတ်တွေကသတိပေးခဲ့ပြီးအာဏာမြဲရေးရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေတဲ့စစ်ကော်မရှင်ကို ပြင်းပြင်းထန်ထန်အရေးယူဖို့တိုက်တွန်းလိုက်ပါတယ်။အောက်လွှတ်တော်နိုင်ငံညာရေးဆက်ဆံရေးကော်မတီနဲ့အရှေ့အာရှ ပစိဖိတ်တောင်နဲ့ဘုံအာရှဆိုင်ရာဆက်ကော်မတီတို့ဟာ No Exit Strategy ဘောင်မတ်စ်အန်လက်ခရိုက်စစ်အန်အမေရိကတ်စ်လီမတက်အော့ပရှင်အမည်နဲ့ပူးရွံ့ကြားနာမှုတစ်ခုပြုလုပ်ခဲ့တာပါအာနာသိမ်းမှုနောက်ပိုင်းပြည်သူ၃တသမ၆တန်းအိုးရင်ဆုံးခွာခဲ့ရပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရိုဟင်ဂျာဒုက္ခသည်၁တသမ၃တန်းရှိနေတယ်လို့ကော်မတီဥက္ကဋ္ဌရောင်းကင်ကပြောပါတယ်မြန်မာစစ်တပ်နဲ့ပတ်သက်တဲ့ကြားဖြန့်လုပ်ငန်းတွေကြီးထွားလာပြီးစစ်တပ်ဟာတိုင်းပြည်ရဲ့ပိုင်နက်၂၀ရာခိုင်နှုန်းလောက်သာထိန်းချုပ်နိုင်တော့ပြီး စစ်ကောင်မရှင်ဟာတရုတ်ရုရှားအကူအညီနဲ့တရားဝင်မှုရဖို့ကြိုးပမ်းနေတယ်လို့၎င်းကဆိုပါတယ်။ရေရှားတပ်တုဟာမြန်မာကိုတရုတ်လိုမျိုးအမေရိကန်ရဲ့ရန်သူတွေနဲ့နီးကပ်သွားစေတဲ့အချက်တစ်ချက်ဖြစ်တယ်လို့ Atlantic ကောင်စီကအကြီးရန်သူတွေသည်ကယ်လီခါရီကပြောပါတယ်။မြန်မာနိုင်ငံဟာအင်အားကြီးနေပြီးအကွဲအကွဲပြားပြားဖြစ်ကောင်သူကိုမိခိုနေရဖို့တရုတ်ကလိုလားပါတယ်လို့၎င်းကဆိုပါတယ်။ဒေသရင်းမိတ်ဖက်နိုင်ငံတွေတိုးမြှင့်ဖို့ လူခွင့်ရချိုးဖောက်မှုတွေကိုဖြိုခွင်းဖို့နဲ့မြန်မာအကြက်တဲဖြည့်ရှင်းနိုင်ရေးဘာမဂျီနိုဆိုက် accountability and protection act ကိုအတည်ပြုဖို့လွတ်တော်အမတ်တွေတာဝန်ရှိသူတွေကကြားနာပွဲအတွင်းအမေရိကန်ဆိုးရကိုတိုက်တွန်းခဲ့ပါတယ်မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုနဲ့အားလုံးပါဝင်မှုရှိလာမှာမဟုတ်ဘူးမြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဟာမြန်မာပြည်သူတွေရဲ့ဆန္ဒကိုကိုးစားမပြုသလိုဆယ်စုနှစ်ချီမြန်မာပြည်ပခတ်အတွက်လည်းတာရှည်ခံတဲ့အဖြစ်မဟုတ်ဘူးလို့ STEM Center ကအကြီးတန်းသုတေသီ State Bros ကပြောပါရယ်မြန်မာနိုင်ငံကအရေးမယူရင်မြန်မာဟာကြာရှုံးနိုင်ငံတစ်ခုနဲ့နိုင်ငံတကာရာဇဝတ်မှုတွေရဲ့အချက်အချာနေရာတစ်ခုဖြစ်လာနိုင်တယ်လို့လွတ်တော်အမတ်တွေကကြားနာပွဲမှာသတိပေးခဲ့ပါရယ်